အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဒီညကနေပြီးတော့အဆုံးမကောင်းတောင်းပေးပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ညမှာတော့ကျွန်တော်ရဲ့အချစ်ဆုံးကစားသမားရဲ့တယောက်ဖြစ်တယ်ဒါကျွန်တော်တို့အာ hurricane ပေါ့နော်ကျွန်တော် hurricane ဒါကျွန်တော်တို့လက်ရှိမှာဒီညမှာ သူ့ရဲ့ကျွန်တော်တို့ဘဝတစ်ချက်ပထမဦးဆုံးဒါကျွန်တော်တို့ super la ရရှိသွားနိုင်မဲ့အနေအထားတစ်ခုကိုရရှိသွားမှာဖြစ်ပါတယ်အဲ့တော့အမှန်တမ်းပြောရမယ်ဆိုပြကျွန်တော် spy ကစားသမားတွေမှာကျွန်တော်အချစ်ဆုံးကစားသမားတွေကိုကျွန်တော်ပြောပါဆိုရင်ကျွန်တော်ဟာအစင်လိုက်ပြောမယ်ကျွန်တော်ဒေါက်တာဘဝမှာအကြိုက်ဆုံးကစားသမားနံပါတ်1ကစားသမားကကာဒဘီဖြစ်တယ်နံပါတ်2ကစားသမားကိုကျွန်တော်ရွေးခိုင်းပါဆိုရင်တော့ကျွန်တော်အကြိုက်ဆုံးကစားသမားဟာ Harry Kane ဖြစ်ပါလိမ့်မယ်တတိယမြောက်ကစားသမားကဆွန်ဟောင်းပဲပေါ့နော်အာရှကစားအာရှဒါ ကစားသမားတယောက်အနေနဲ့ဒါကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ top 3ထဲမှာ number 3လောက်ပဲရှိတယ်။ဒါပေမဲ့ကျွန်တော်ရှင်းမှာလည်းဒါနောက်မှာလည်းအများကြီးရှင်းကျွန်တော်အနေနဲ့ဒါကျွန်တော် main defo လဲကျွန်တော်ရမ်းကြိုက်တယ်။ဒါပြီးတော့ကျွန်တော်တို့ကျွန်တော်မှာဒါ weirdly ကျွန်တော်အရင် obsessed ဖြစ်တဲ့ကစားသမားက van der beck ပေါ့နော် rafael van der beck ကိုကျွန်တော်အားကြိုက်တယ်။ပြီးရင်ကျွန်တော်အရင်သဘောကျတာ queen လေက musa dembele ကိုတအားကြိုက်တယ်။ပြီးရင်ဒါကျွန်တော်အကြိုက်ဆုံး2နှစ်ယောက်ရှိတယ်ဒါ အဲဂျန်ဗာကွန်ဗာဂျန်ဂျန်ဗာတုံငယ်နဲ့ဒါကျွန်တော်တူဘီအာဒါဝီရကျွန်တော်အရန်ချစ်တယ်။အဲ့ဒါကျွန်တော်ကြာဆုံးကစားသမိုင်းတယ်။မကျွန်တော်ရဲ့ top 3မှာဆိုရင် number 1ကကာရက်ဘီလ်ပဲ။ဘောနောကာရက်ဘီလ်ကျွန်တော်တော်တန်ဟော့စ်ပါအစ်စ်ကိုဒါကျွန်တော်တို့ချစ်မိအောင်လုပ်တဲ့ကစားသမားတယောက်ဆိုလည်းမှန်နေ။ပြီးရင်တော့ဒါကျွန်တော်တို့ Harry Kane ပဲ။ဘာလို့ Harry Kane ကိုကျွန်တော်တအားသဘောကျပြီးချစ်ရလဲ။ဘာလို့ Harry Kane ကိုသဘောကျပြီးချစ်ရလဲဆိုတော့ Harry Kane ကကျွန်တော်ရဲ့မျက်စိရှေ့မှာတင်ဒါကျွန်တော်တို့အောင်မြင်လာတယ်။အခုလက်ရှိမှာအသက်အရွယ်တကူရလာတယ်။ပြောမယ်ဆိုကျွန်တော်နဲ့အတူတူ grow ဖြစ်ခဲ့တဲ့ကစားသမားတယောက်ဆိုရင်တော့ မှန်ပဲဘောနဘာသုံးနာဘငယ်မွေးချံပေါက်တွေတည်းမှာကျွန်တော်ရဲ့အတူတူ group ဖြစ်ခဲ့တဲ့ကစားသမားနည်းနည်းနဲတယ်ဘာသုံးနာရှေ့ရကစားသမားတွေဆိုတော့ထွက်သွားတဲ့ကစားသမားနဲ့ဟိုလူဖြစ်သွားကစားမှန်မဲ့ကိုနဲ့အတူကြီးပင်းလာတဲ့ကစားသမားတွေတည်းမှာ Harry King ကကျွန်တော်နည်းနည်းပါတယ်ပြီးတော့ခမရတို့ဒါတစ်ခါကျရင် ပြောရင်ယုံညမယုံလိမ့်မယ်ကျွန်တော်ဟိုးရင်တော့ Harry King ငငယ်လေးတော့ကကျွန်တော်နည်းနည်းဒီဘဲအရန် မိုက်တယ်ဗောနော်မိုက်တယ်ဆိုတော့ထထောင်မောင်းမောင်းရှိကျွန်တော်အဲ့တုန်းကမှတ်မဲ့ရကျွန်တော်ဘာဆော့လဲဆိုတော့ကျွန်တော် PS3 ဆော့တယ်ကျွန်တော်အိမ်ကအကူဝိုင်းဝိုင်းနဲ့ကျွန်တော် PS3 ဆော့တဲ့အချိန်မှာဒါကျွန်တော်တို့စပါးမှာဒါတိုက်စစ်မှုမရှိတဲ့အချိန်မှာအကယ်ဒမီကကစားသမားရေးဆော့အဲ့တော့သူနဲ့ကျွန်တော်နဲ့ဆော့ပြီးရွေးတဲ့အချိန်မှာ Harry Kane ဆိုတဲ့ဘဲလေးကိုကျွန်တော်ရွေးတယ်သူရွေးပေးတာဗောနော်ဟဲ့အောင်ဒီကောင်မိုက်တယ်ရက်လဲရှိတယ်ဘော်ကြီးလဲတောင်းတယ်ဗောနော်ဒါမဆိုးဘူးဗောနော်အဲ့တော့ဒါ Harry Kane နေတယ်ဒါတိုက်စစ်မှုနေရာမှာဒါကျွန်တော်တို့အများကြီးမရှိတဲ့အချိန်မှာအဒီဘာယောတို့ဘာတို့ပဲရှိတဲ့အချိန်မှာ Harry Kane ကိုဒါကျွန်တော်တို့ညီကိုနှစ်ယောက်โอเคဒါအဲ့တော့မှတ်မဲ့ကျွန်တော်ဘာဆော့လဲဆိုကျွန်တော်တို့က အဲကရီယာမုတ်ဆော်ရမော်နော်စပါးတင်တဲ့ကရီယာမုတ်ဆော်တဲ့အချိန်မှာ तू ကကျွန်တော်ကူဆော့ပြီးကျွန်တော်အဲ့လာမဆော့တတ်သေးတော့ကူဆော့ပြီးတဲ့အချိန်မှာကရီယာမုတ်ဆော်တဲ့အချိန်မှာ तू ဟယ်ရီကိန်းကိုတိုက်ဆင်မှာဒါကရီကပြီးတော့ခုနကပြောကျွန်တော်ဒါအိုက်ချက်မှာဒါကျွန်တော်အဲ့တော့အေးမဟုတ်သေးတယ်နော် winning 11လားမသိ winning 11တဲ့နဲ့ winning 11မဟုတ်ဘူးတဲ့နဲ့ပြောင်းမိတယ်နဲ့မသိပါဘူးအဲ့ဒီဥစ္စာမှာကျွန်တော်ဆော့ရင်းနဲ့ဟယ်ရီကိန်းကဒါကျွန်တော်တို့တဖြည်းဖြည်းနဲ့တဖြည်းတက်သွားပြီမှတ်မှန်ကျွန်တော်အဲ့တော့90နှစ်ရှိရအောင်ဆော့ဘူးအကောင်အဲ့တော့ကုသန်တိရအောင်ကျွန်တော်သူနဲ့ဆိုမှတ်မှတ်ရအဲ့ဒီအချိန်ပြီးကျွန်တော်ဟယ်ရီကိန်းကိုမှတ်ထားတယ်ဘာလို့လဲဒီကစားသမားများတူးတက်လာမှတ် ကံကောင်းထောက်မဆိုတဲ့ဘဝမှာဘယ်တော့မှတစ်ချိန်လုံးတည်းကျွန်တော်ဘေကစားမှတိုးတက်ဘေကစားမှမတိုးတက်ဘူးဘယ်တော့မှမပြောခဲ့တဲ့ကောင်တယောက်အနေနဲ့ Harry Kane တယောက်ဒါကျွန်တော်တို့တဖြည်းဖြည်းနဲ့ဆက်ပါမှနေရာရလာနေရာရတဲ့ကျွန်တော်အနေနဲ့အမှန်တမ်းဆူတောင်းတာစပါအသင်းမှာအများနဲ့ပြဿနာရှိတာ one season wonder နဲ့ပြီးရင်အများနဲ့ကစားသမားရောင်းချခြင်းကိုခံရတဲ့အသင်းတစ်သင်းဖြစ်တယ်အရင်တော့ကတည်းကကျွန်တော်ကစားသမားရောင်းပြီးဟေ့ဆိုရင်လက်မကြည့်နေတာကျွန်တော်စပါအသင်းပဲဒါအကောင်းဆုံးကစားသမားတွေဒါကျွန်တော်အချစ်ဆုံးကစားသမားဦးတော်မှာအယောင်ချခံလိုက်ရတဲ့တည်းမှာအခုလည်းရောင်းအောင်ရောင်းငံအောင်ပါတိတ်တော့ဒါပေမဲ့အသင်းမှာဗျာအဲ့လောက်ကြီးနေသွားခဲ့တဲ့ကစားသမားတွေအဲ့တော့ Harry Kane ကကျွန်တော်ရဲ့ Messi ရှင်မိုင်းတာဒီကစားသမားကလုံးဝ professional ဖြစ်ပြီးတော့ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတွေကတရားဖြစ်လာခဲ့တယ်။ဒါပေမဲ့ one နဲ့ဆိုတာနေပြဒီဘဲကစပါလူအသစ်မှာဆော့တဲ့အချိန်မှာဘာဖလားမှမရတာတိတ်ပြီး one နဲ့ဘူးကောင်းတယ်။ပြောမယ်ဆိုကျွန်တော်အနေနဲ့ကျွန်တော်ဒီကိုယ့်ရဲ့ကစားသမားတွေကိုပြောကျွန်တော်မခံနိုင်ဘူး။ကျွန်တော်ခုနကပြောလို့ Harry Kane နဲ့ပတ်သက်ရင်ကျွန်တော်ခုလက်ရှိမှာအဆာနာကိုရှင်ကုန်းခံရတယ်။အာ Harry Kane တက်မှာဟိုတစ်ခေါက်ကဆိုအဆိုးဆုံးပဲမှတ်မှတ်ရတာကျွန်တော် World War House အချိန်မှာပေါ့နော်။အာခင်ဗျားတို့စပါတဲ့တိုက်စစ်မှုပါဒီမှာဆော့တာဘလောက်ကြာပြီလဲ World War House ဆိုတာကျွန်တော်တို့ ်ကွန်ပျူတာနာကျွန်တော်ပရီးမီးယားလိမှာဖလားရတယ်ပေါ့နော်အဲ့တော့တခါကြရင်များဟိုနကအဲ့လိုမျိုးပြောရင်ကိုကမခံနိုင်ဘူးဆိုတော့ကိုကစားသမားကိုကချက်တာ။ပြီးတော့ပြီးတော့ဒါ Harry Kane နဲ့ဘောကမှာအပျော်ဆုံး1 day ဆုံးနဲ့အပျော်ဆုံးဒါ Dreha ဖြစ်တဲ့ moment Harry Kane ကျွန်တော် Spa အသင်းကပြောင်းတဲ့အချိန်ပဲ။ Spa အသင်းနဲ့ဒါကျွန်တော်မမဲ့ရတာကျွန်တော် Harry Kane ကိုရောင်းချက်မှာကျွန်တော်နေတော်တော်လေးကို Dreha ပြဒီပဲရှိအမှန်တမ်းဒီပဲရှိနေဘာမှမလုပ်အခုလက်ရှိမှာ Sohamin ကိုပဲကြည့် Sohamin တရားအခုလက်ရှိမှာဒါကျွန်တော်တကယ်တည်းပတ်ကြည့်စမ်းနဲ့ပြည့်ရှင်းမယ်ဆိုရင်ဒါ Supply နဲ့တောင်မှဆိုအများကြီးလှမ်းဝေးခဲ့တယ် တနစ်ကိုဒါကျွန်တော်ဖလားနှလုံးသွင်းရခဲ့တဲ့ Manchester United ကပတ်ဂျီဆန်နဲ့အခုလက်ရှိမှာ Tottenham Hotspur အသင်းမှာ Guri Drinai အသွင်းပြီးတော့ဘာမှဖလားမရရပတ်ဂျီဆန်လည်းဆိုတာဆွန်ဟောင်မင်းနဲ့ရှင်မှာဆွန်ဟောင်မင်းနဲ့ဒါ legacy တစ်ခုရချန်သွားနိုင်တယ်ဒါပြဿနာကဗျာဂျားထဲမှာဟိုဂျပန်နဲ့တော့မှဂျပန်နဲ့ဒါ အရန်ကြီးမအောင်မြင်မအရန်ကြီးမိုက်တဲ့ကစားသမားရှိအနာကတာပါတော့နာကတာဆိုကျွန်တော်အရန်သဘောကျတယ်ဒါပေမဲ့နာကတာကတာတကယ်တည်းဆူဖလားဆိုနှလုံးသားသုံးလားပဲမသိဘူးရဘူးလားဆောဟောင်းမင်းဆိုလက်ရှိမှာဒါဆူဖလားဆိုဘာမှကိုမရအဲ့တော့ကျွန်တော်အနေနဲ့အများနဲ့ဆူတောင်းတာကကို့အသင်းကထွက်သေးတွက်စီခြင်းတဲ့မဟုတ်ပါကို့အသင်းနဲ့ဆူဖလားဘာလို့ဆိုတချို့ကဟာဒါခမရခမရအသင်းနဲ့ဆူဖလားမဆူခုခြင်းလားကျွန်တော်အသင်းကကျွန်တော်တိနေပြီးနောက်ပိုင်းမှာကျွန်တော်အသင်းကဆူဖလားဆွတ်ခုဘူးဆိုအလန့်တော်တော်လေးကိုဝေးမဲ့နေထားမှရှိတယ် ။ဘာလို့အခုလက်ရှိမှာဒါယူရိုပါလိပါညာအောင်မကျွန်တော် confidence မရှိဘူး။ဘာလို့ကိုယ့်အသိဉာဏ်ကိုသိတယ်။ဘောကမှာခုနကပြောသလိုပဲသူများတဲ့ကိုဟာကိုအသိဆုံးဆိုတာဒါလိုမျိုးပဲ။အဲ့တော့စပါးအသိဉာဏ်ကျွန်တော် Harry Gate တော့ကျွန်တော်အယမ်းဝမ်းတာဘာလို့သူအနေနဲ့သူကဘာမှသူဘာလုံးနိုင်လဲဆိုတော့သူပြသခွင့်ရပြီ။ တကယ်ဖះဆူအဲ့တော့အခုလက်ရှိမှာဒါပထမရာသီရက်ရှိမှာဗာဟယ်ရီကိန်းနေနေအခုလက်ရှိမှာစံချိန်ကောင်းနေချိုးဖြတ်ခဲ့ရတယ်လက်ရှိမှာဒါကျွန်တော်တို့ဟာလန်တင်ခဲ့တဲ့ဒါကျွန်တော်တို့ပွဲအနည်းဆုံးနဲ့ဂိုးများဆုံးစံချိန်လို့ချိုးဖြတ်တယ်တရာသီထဲမှာဒါကျွန်တော်တို့ဘိုင်ယန်မြူးနင်းရဲ့ဒါကျွန်တော်ဂိုးများဆုံးသွင်းခဲ့တဲ့စံချိန်လို့ချိုးဖြတ်တယ်စီးသမျှစံချိန်တွေကိုလက်ရှိမှာဆိုဒါပေမဲ့ဆိုးရွားစွာနေပေဒါဟယ်ရီကိန်းရဲ့ဂိုးသွင်းမှုတစ်ခုတည်းကဘိုင်ယန်မြူးနင်းကိုမှတ်နှစ်ကဒါဖလားတော်မဲဆူချယ်လက်ထက်မှာတော်မဲဆူချယ်မဟုတ်ပါဘူးဒါဘယ်သူ အာဘဒူဘဒူအဲတော်မဲ့သူချဲပဲပြောပါအဲတော်မဲ့သူချဲတဝက်ကွန်မဏီတဝက်ပေါ့နော်အဲတော်မဲ့သူချဲတဝက်ကွန်မဏီတဝက်လက်ထက်မှာဒါကျွန်တော်တို့ supplier ဘူးတွေတော်တော်ဟိုသူဟယ်ရီဂိတ်တော့မလုပ်ဘူးဒါပေမဲ့ဒီနှစ်မှာဒီနေ့မှာပေါ့ဒီနေ့တနေ့ဆက်အဲ့တော့ဒီဘက်က Leverkusen အနေနဲ့တရေကျခဲ့မယ်ဒီဘက်က Bayern Munich ကနိုင်ခဲ့မယ်ဆိုတော့ဒါကျွန်တော် Bundesliga supplier ကြီးကိုဒါဆွတ်ခူးနိုင်မှာဖြစ်တယ်ဒါပေမဲ့ဘလို့ပဲချွတ်ကြပြောရပေါ့နော်ဟာတက်မှာ Bundesliga ကို Bayern Munich နဲ့ရရတယ်ဆိုတာကဒါကတော့ဖော့ဖော့ကတော့ကတော့ယောက်ျားလေးပဲကြည့်နေဆိုရင်ကတော့ကတော့ပြောပြမယ်ဟိုတက်မှာဟိုအာ အပျော်မင်နဲ့ဒါကျွန်တော်တို့ဟိုဗာလဲလူပြိုးရေကိုပြတ်တယ်လို့ပဲပေါ့နော်အရန်ကြီးဒါမခတ်တဲ့ပြဿနာမျိုးပေါ့ပြောရမယ်ဆိုရင်ဘလူပဲခက်ခက်မခက်ကျွန်တော် I don't care ကိုကောင်ဖလားရောက်ဘူးရေကြီးတယ်အခုလက်ရှိမှာဒါဆိုးတာကဘိုင်ယန်မြူးနစ်ကလည်းဒါ အပူဆိုးတာပေါ့နော်ကိုဒီကယ်ရီကင်းရောက်တဲ့လက်ထက်မှာဘိုင်ယန်မြူးနစ်ကလည်း CDA ဝင်နာဒါကျွန်တော်တို့ဒါနိုင်ဂျင်နဲ့ဒါဒီပြရောက်မလားကွန်ပျူတာ project ဒီပြဖြစ်တဲ့ company ကကျွန်တော်ကဒီနှစ်တောင်ဘလားမရတော့ဘူးထင်တာပူကန်ကောင်းကျွန်တော် Leverkusen ကိုတန်ကလည်းစုပ်ပြတ်တက်နေတဲ့အနေအထားတစ်ခုကိုရောက်နေတဲ့ကြောင့်မို့ဒါကျွန်တော်တို့နည်းနည်းလေးခံတာသွားခဲ့တယ်ပေါ့နော်ဒီနေ့ပုံစံမှာဒါဒီနေ့မှာဒါဒီနေ့ညမှာတော့ Harry Kane နဲ့သူ့ရဲ့ပထမဦးဆုံးတော့ဒါကျွန်တော်တိုက်တယ်ကိုရရှိဖို့အတွက်ဖြစ်စင်လာခဲ့တယ် Harry Kane ြောတာပေါ့လက်ရှိကျွန်တော်မြင်မှုများစပါးကစားသမားအကုန်လုံးရရှိသွားရင် Ericsson ဆိုလည်းဒါ Inter Milan နဲ့ဒါကျွန်တော်ပြည်တွင်းဖလားရရတယ်ဒါကြောင့် Manchester United နဲ့အခုလက်ရှိမှာဖလားရရထားတယ်စပါးကထွက်တဲ့လူမှန်သမျှအကုန်လုံးနီးနီးဖလားရတယ်ဒါ Harry Kane တယောက်ပဲချက်အဲ့တော့လက်ရှိမှာဒါကျွန်တော်နေနဲ့ Harry Kane တယောက်ဖလားရတော့မယ့်ချက်ကျွန်တော်နေနဲ့တအားဝမ်းသာတယ်ကျွန်တော်တို့ကဒီနေ့ပွဲဒီနေ့မှာဒါကျွန်တော်တို့တအားတအားကျွန်တော်ဒါပျော်တယ်ပေါ့ဗျာကျွန်တော်ကောင်းရင်ကျွန်တော်ဖလားရရမှာဆိုပေါ့ဆိုဟို out of ခုနလက်ရှိမှာတိုက်တိုက်စစ်ဘူးစကလုံးကိုစကပိုင်းမှာထိုင်ရင် Harry King ကပါတယ်ဒါပေမဲ့တချို့လူတွေကစောက်ထည်မကြည့်ဘာဖြစ်လို့လဲဆိုဖလားမြအခုလက်ရှိမှာဆူဖလားတွေရတော့မယ်ဘိုင်မင်းနဲ့ခုခုလုံးပြနိုင်တော့မယ်ဒါတွေကအမှန်တည်းပေါ့တော်တော်လေးကိုပြောစရာကောင်းတယ်ကျွန်တော်တို့နေရပါတော့အဲ့တော့ဒီဘက်အပြင်မှာလည်းသဘောကောင်းနေပါကျွန်တော်အပြင်မှာတွေ့ခဲ့ဘူးတဲ့လူတယောက်ဖြစ်တဲ့ကြောင့်ဒီဘက်ကတော်တော်လေးကိုအပြင်မှာသဘောကောင်းတယ်အဲအခုတော့မတူတော့ဗျာမျက်နှာကနည်းနည်းကွဲသွားပြီကျွန်တော်နဲ့အဲအဲ့တော့ကျွန်တော်နဲ့ ဒီဘက်တတော်ကြီးကိုသဘောကောင်းတယ်သဘောကောင်းပြီးခုနကပြောလို့ပဲအရန်စိတ်ရှိတယ်အဲ့တော့မမေရဒီပုံရိုက်တုံးကဆိုခင်ဗျားတို့မပြောပြောဘူးလားမသိကျွန်တော်ဒီပုံရိုက်တုံးကဆိုရင်ကျွန်တော်အရန်လက်တွေတုံးရအဲ့တော့မမေရ तू အသင်းပြောင်းမယ်ပေါ့နော်စီတီအသင်းကို तू ပြောင်းမယ်ဆိုပြီး तू နာမည်ထွက်နေချင်းမှာ तू အနေနဲ့အဲ့ဒီပွဲသမားဒါ तू အသင်းမပြောင်းတော့ဘူး तू ဝူးတဲ့ပွဲသမားဝင်ကစားပြီး तू အသင်းမပြောင်းတော့ကျွန်တော် तू တောင်းမှန်ပါလေလုံးမလုပ်ခဲ့ပါငါ तू လုံးဝဒီနေ့မှအသင်းမပြောင်းတော့ तू နဲ့အသင်းနဲ့ तू အောင်မြင်မှုတွေရအောင်လုပ်သွားမယ်ဆိုပြီး Harry Kane နေတာကြီးညာပြီးနောက်ပိုင်းဒါတယောက်ချင်း तू ဓာတ်ပုံတိုင်းလိုက်ရိုက်ပေးတယ်ကျွန်တော်အနေနဲ့ဒါအမှန်တမ်းပြောကျွန်တော်လက်တွေတုံးပြီးကျွန်တော်ဒီ ဒီဖုန်းမဟုတ်သေးဘူးနော်ကင်မရာဖုန်းအဟောင်းလေးအဲ့တော့ကင်မရာဒါကျွန်တော်တို့အဲကင်မရာပြောင်းမှုအတွက်ကျွန်တော်ကင်မရာဖွင့်မှုတော့ကျွန်တော်တော်တော်လေးလက်တုံနေချင်ပါဟဲ့ is immune တော့တကယ်ဒီစေတော့ကျွန်တော်မေးတယ်သူက how mood တယ်ဟာ are you here to uh, meet son ဘော no 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 i'm here to meet everyone i'm ဘာညာတော့မကျွန်တော်ပါအားတိုက်တော့မမေရဲ့သူမြန်မာနိုင်ငံကအာ please take care i had news from myanmar please take care ဘောနော်မြန်မာပြည်ကသတင်းကြားတယ်မြန်မာပြည်ကလူတွေခင်ယူဆိုင်ပါသူကကျွန်တော်တည်တည်ချာပြောသွားသေးတယ်အဲ့တော့ဒီဘက်ကတော့ကျွန်တော်ကချက်တယ်တယောစင်ကျွန်တော်ရဲ့ခုနကဘယ်လို premium အာကျွန်တော်တို့လက်ရှိကျွန်တော်ရဲ့စပါအသင်းရဲ့ဒုတိယမြောက်အချက်ဆုံးကစားသမားဆိုတော့မမအဲ့တော့ဒီဘဲဖလာရရမယ်ဆိုကျွန်တော်ဝမ်းသာတယ်ကျွန်တော်တို့တကယ်လေးစိတ်ချမ်းသာတယ်အဲ့တော့ go and get it man you deserve it out of all people you deserve it ဲ့တော့ Harry Kane နဲ့ဖလားဖလားနဲ့ Harry Kane မကြခင်တွေ့ရအောင်တွေ့ရတာဖလားမဟုတ်တာ Dice ဘလို့ပဲပြော I don't fucking care man အခုလက်ရှိမှာ Harry Kane supply ရတာမှဖြစ်ပါတယ်လောက်ပါပဲဘလုံးဘယ်ကိုကြည့်ရှုနေတယ်ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတာပေါအောင်ကိုကြည့်လို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဗျမြန်မြန်လေးကလစ်မှမြန်မြန်လာဖြစ်ပါတယ်အားလုံးမကြည့်တော့မယ်ကောင်းမွန်တော့နေ့တိနေ့ဖြစ်ပါဆိုစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြရပေါ့ဆိုတော့ကိုပြပါဗျ TV4 ဗျ